ငလင်းသည်လူကိုတေးစီတာမဟုတ်ဘူးအဆောက်အဦတွေကသာလေလူကိုတေးစီတာဒါကြောင့်မလို့ကျွန်တော်အဆောက်အဦတွေကိုတော့ငလင်းတန်းခံနိုင်ရှိသလားဆိုတာကိုအဓိကကျွန်တော်တို့ကစမ်းစစ်ကြရတော့မှာအဲ့တော့ရှိပြီးသားအဆောက်အဦတွေကိုငလင်းတန်းခံနိုင်ရှိမရှိစမ်းစစ်ဖို့လိုလာတယ်ခုနကပြောလို့အများပြည်သူတွေတုံးတဲ့အဆောက်အဦတွေရှိမယ်ဒီကွန်ဒိုတွေအပတ်မန့်လိုဟာမျိုးတွေကတမျိုးရှိလိမ့်မယ်နောက်ကပြည်သူတူးချင်းပိုင်တဲ့မိမိပိုင်တဲ့အိမ်တွေရှိလိမ့်မယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့ကအမျိုးအစားတွေခွဲပြီးတော့စစ်ဆေးကြရတော့အဲ့တော့ဘလို့စစ်ဆေးကြမှာလဲ အဲ့တော့ဟိုစစ်ဆေးမဲ့ကျွန်တော်တို့ကဟိုပညာရှင်တွေကရောအခုကာလမှာလုံလုံလောက်လောက်ရှိကြရလားပေါ့ human resources ကလေလူသားအရင်းမြစ်ပေါ့နောက်တစ်ခါဟို facilities တွေပေါ့စစ်ဆေးဖို့ရာအတွက်တကယ်တကယ်လိုအပ်တဲ့ဟိုပစ္စည်းပစ္စည်းရာတွေဒါတွေရာရောကျွန်တော်တို့ရှိမလားနောက်တစ်ခါ finance အခါလည်းပဲရှိသလားဆိုတော့တကယ်အခက်အခဲပေါင်းစုံကတော့ခုချိန်ကကြုံနေတယ်အဲ့တော့သို့တော်လည်းပဲကျွန်တော်တို့ online ကနေပြီးတော့ yan engineer ပေါ့ engineer ဒီလူငယ်တွေ online ကနေပြီးတော့ဟိုကူညီတာတွေပေါ်ပေါက်လာတယ်ဟို volunteer လုပ်ပြီးတော့ပေါ့ဆိုတော့အဲ့ဟာတွေကိုကျွန်တော်တို့ချိတ်ဆက်ပြီးတဲ့အခါကျတော့အ ਨੇ ဆုံးပေါ့ဒီအဲကျွန်တော် online နဲ့ကျွန်တော်ဟို concert လုပ်ရင်တော့ပိုကောင်းတယ်အကြံဉာဏ်ယူပြီးတဲ့အခါကျတော့ကျွန်တော်တို့ကိုယ့်ရဲ့အိမ်ကဓာတ်ပုံရိုက်ပို့တာပဲဖြစ်ဖြစ် webcam လေးဖွင့်ပြီးတော့ပဲဖြစ်ဖြစ်ကျွန်တော် live စစ်ဆေးပြီးတော့အင်တန်ခဏရင်ရှိသလားမရှိဘူးလားအကယ်၍မရှိခဲ့ဘူးဆိုရင်သူတို့အကြံပြုတဲ့အတိုင်းကျွန်တော်တို့မလုပ်မလဲဆိုရင်ပြင်ဆင်ဖို့လိုအပ်တယ်